မျိုးသမီးတွေတစ္ဆာဖောက်ရင်အလွဲတကူဘာလို့သိရှိနိုင်တာလဲသင်ရောဒါကိုယုံကြည်ပါသလားအမျိုးသမီးတွေတစ္ဆာဖောက်တာကိုသူတို့ရဲ့ချစ်သူကအလွဲတကူသိနိုင်ပါတယ်ဆက်ဆံရေးတစ်ခုရဲ့အကြောင်းတစ်ခုပေါ်လာပြီဆိုလို့ရှိရင်တော့အုံနောက်ကနေတစင်ဇီဝကံမဆိုင်ရာပြောင်းလဲမှုတွေကနေပိုပြီးတော့ တိတာထင်ရှားအောင်ပြနိုင်ပါတယ်အထူးသဖြင့်မြို့သမီးတွေအတွက်တစ္ဆာဖောက်ခြင်းဆိုတာရုတ်တရက်ရံဖြစ်တာမျိုးမဟုတ်ဘဲနဲ့အာယုံကြောဟော်မုန်းတွေနဲ့အပြုအမူတွေကလာပေါင်းများစွာဒါမှမဟုတ်အထက်ပိုကြတဲ့အချိန်ဒီမှာစနစ်တကျပြောင်းလဲလာတာဖြစ်ပါတယ်အမျိုးသမီးတူကသူမရဲ့ချစ်သူကိုတဖြည်းဖြည်းယူမုန်းလာတဲ့အခါမှာတော့အမိုက်တလတ်လို့ခေါ်တဲ့စိတ်ခံစားမှု ထိန်ချုပ်တဲ့အုံနောက်စိတ်ပိုင်းကအငြင်းရန် အသက်ဝင်လာပါတော့တယ်သူကအာယုံခံနိုင်စွမ်းမြင့်တဲ့စကင်နာတစ်ခုလိုပဲချစ်သူရဲ့ပုံမှန်တိုင်းပြောနေတဲ့ပြောပြောဆိုတွေအပြုမူတွေကိုချဲ့ကားပြီးမြင်လာစေပါတယ်သူမကအသေးဖွဲကိစ္စတွေကိုရုတ်တရက်အပြစ်ရှာလာပါလိမ့်မယ်အရင်ကချစ်စရာကောင်းတယ်လို့ထင်ခဲ့တဲ့စကားသုံးနှုန်းတွေကအခုဆိုရင်ပြင်းထန်တဲ့ရံဖြစ်မှုတွေကိုပါဖြစ်စေနိုင်ပါတယ်။ဒါဟာသူမရဲ့စိတ်ခံစားမှု ထိန်းချုပ်တဲ့လှုပ်ဆောင်ချက်အားနည်းလာတာလို့ပြောလို့ရပါတယ်။ ချစ်သူနဲ့အတူရှိနေချိန်မှာထောက်လွတ်တဲ့ပျော်ရွှင်မှုဟော်မုန်းတွေလည်းတဖြည်းဖြည်းလျော့နေလာပါတယ်။သူမကတင်းတဲ့မျက်လုံးချင်းမဆုံးအောင်ရှောင်လာမယ်။ဒါမှမဟုတ်အရင်ကနှစ်သက်ခဲ့တဲ့ချိန်တွေးမှုပုံစံတွေကိုစိတ်ဝင်စားတော့တာတွေက အုံနောက်ကနေတဆင်ရုပ်ပိုင်းဆိုင်ရာအရာဝေးကွာအောင်လှုံ့ဆောင်ပေးနေတဲ့အချက်တွေပဲဖြစ်ပါတယ်။ချစ်သူအစ်တတယောက်ပေါ်လာတဲ့အခါမှာတော့အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ testosterone ဟော်မုန်းကတဖြည်းဖြည်းချင်းမြင့်တက်လာပါတယ်။ဒီဟော်မုန်းကကိုယ့်ရဲ့ပုံမှန်သဏ္ဍာန်ကိုထိမ့်သိမ်းလိုတဲ့ဆရာထက်သန်မှုတွေကိုလှုံ့ဆော်ပေးပါတယ်။အရင်ကမိကမပါဘဲနဲ့သွားလာတတ်တဲ့သူက ရုတ်တရက်ဝတ်စားသစ်တွေဝယ်တာ မိတ်ကပ်ပြင်ဆင်တာတွေကိုလေ့လာတာသပင်းပုံစံနေပြောင်းလဲလာတာတွေကိုပြုလုပ်လာနိုင်ပါတယ်စိတ်ခံစားမှုတွေလည်းပုံမမတိမငြိမ်ဖြစ်လာပါတယ်အဆန့်ကျင်မဲ့အခြေအနေတွေကဒိုပမင်းကိုပြန်ပြီးတော့အသစ်တစ်ဖန်မွေးဖွားထုတ်လုပ်နေတဲ့တက်တွေတွေပဲဖြစ်ပါတယ်တင်ညာဘက်မှာသူမနဲ့ယဉ်နီစွာထိတွေ့လို့တဲ့အခါမှာသူမကတင်းရဲ့ထိတွေ့မှုကိုအလွန်မင်းတုံးပြန်မှုတွေဖြစ်လာပါလိမ့်မယ်အရင်ကနူးညံ့တဲ့ပွေးဖက်မှုတွေကယခုခါမှာတော့ရုတ်တရက်ရှောင်တိမ်မှုတွေဖြစ်လာပါတယ် လက်ချင်းတွဲရမှာကိုတော့မနစ်သက်တော့ပါဘူးဒီဇီဝကံမဆိုင်ရာငင်းပယ်မှုတွေကအုံနောက်ကနေတဆင့်ပုံမှန်မဟုတ်ဘဲနဲ့အရေးပြားနဲ့ပူပေါင်းပြီးစတင်လိုက်တဲ့ကာကွယ်ရေးရန်နေရဖြစ်ပါတယ်အိမ်မာနေရတာကြိုက်တဲ့လူတယောက်ကရုတ်တရက်လူမှုရေးပွဲလမ်းတစ်ပြိုင်မျိုးမျိုးကိုမကြာခဏတက်ရောက်တာ ဒါမှမဟုတ်အလုံးနောက်ကြရဲဆိုတဲ့အကြောင်းပြချက်နဲ့တယောက်တည်းပြင်ထွက်တာတွေကိုပြုလုပ်လာပါတယ်။ဒီနောက်ွယ်မှာတော့ဒိုပမင်းအပါဝင်အာရုံကြောဆဲတွေကစူးစမ်းရှာဖွေလိုစိမ့်ကြောင်းမလို့ဖြစ်ပါတယ်။အုံနောက်ကလန်ဆန်းတဲ့လုံဆောင်မှုတွေကိုတောင်းတတဲ့ကြောင်းမလို့ထိန်ချုပ်ရခက်စေပါတယ်။အိမ်ပြန်ရောက်တာနဲ့ချက်ချင်းရေချိုးတာဖုန်းမတန်တွေကိုဖြတ်တာအိတ်ချိတ်မမှန်တာစတဲ့တင်းငယ်တဲ့အချက်လက်တွေကတက်တည်တွေပဲဖြစ်ပါတယ်။ ဒီပြုတ်မှုတွေကိုဖျက်ပြစ်ဖို့အုံနောက်ကကြိုးပမ်းပေမဲ့လေဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဖို့ကြိုးစားနေတာကထင်ရှားတဲ့တက်တည်တွေပဲဖြစ်ပါတယ်။သူမရဲ့တည်ဥဆောင်မှုကအလွန်ပြည့်ပြည့်စုံနေပေမဲ့ခန္ဓာကိုယ်ရဲ့ရိုသားမှုကိုပြောင်းလဲလို့မရနိုင်ပါဘူး။မျက်နှာအမူအရာတောင့်တင်းသွားတာကိုယ်ခန္ဓာအကွာအဝေးကိုရုတ်တရက်ခွာလိုက်တာပုံမှန်စကားပြောဆိုနေပေမဲ့လေတမင်တကာပြဿနာရှာတာဆရာတွေကဇီဝကံမပြောင်းလဲမှုရဲ့အဆင့်အဆင့်ပြောင်းလဲလာတာတွေဖြစ်ပါတယ် ။ဒီရင်းနှီးချစ်ခင်ရတဲ့ချစ်သူကတစ်ပြေးပြေးနဲ့တစ်စင်းတယောက်လို ဖြစ်လာပါလိမ့်မယ်။ဒီလိုပုံမှန်မဟုတ်တဲ့စိတ်ခံစားမှုတွေနဲ့ထူးဆန်းတဲ့ပြုမှုတွေကသူမရဲ့ခန္ဓာကိုယ်ကနေတင့်ကိုပြောပြနေတဲ့ကြေကွဲပွဲရာကောင်းတဲ့အမှန်တရားတွေပဲဖြစ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ပြုမှုတွေကနေတစဉ်တင့်ကိုတတိပေးနေခြင်းလည်းဖြစ်ပါတယ်။ချစ်တဲ့သူအလုံးတစ္ဆာရှိရှိနဲ့သက်ဆုံးတိုင်းပေါင်းတင်နိုင်ကြပါစေရှင်။